ရန်ကုန်မြို့မှာရှိတဲ့ပြည်သူလူထုအပန်းဖြေရာနေရာတွေဖြစ်တဲ့ကံတော်ကြီးပြည်သူဦးရင်ညချုံးသာအင်းရဆတဲ့နေရာတွေမှာစီးပွားပြည့်အဆောက်အုံတွေကိုလာမဲ့ဗန္နာနဲ့အတွင်းမှာ90ရာခိုင်နှုန်းလျှော့ချဖို့အစီအစဉ်ရှိမရှိကိုဩဂတ်စ်လ18ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးမှာမြင်မြင်ခဲ့ရာအစီအစဉ်မရှိသေးဘူးလို့ရန်ကုန်မြို့တော်ဝန်ကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါမေးခွန်းကိုဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ်2လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းကမြင်မြင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့မှာ ကန်တော်ကြီးညာကျွန်းသာပြည်သူရင်ပြင်အင်းအားစတဲ့ပြည်သူလူထုအပန်းဖြေရာဥယျာဉ်တွေမှာပြည်သူတွေအပန်းဖြေနိုင်လောက်တဲ့ public space တွေတစားတစားရောနှဲလာတာကိုအထင်ရှားတွေ့ရကြောင်းအစိုးရတက်လက်ထက်မှာရန်ကုန်မြို့ရဲ့အထင်ကရပန်းချံတွေဖြစ်တဲ့ကန်တော်ကြီးပြည်သူရင်ပြင်ညာကျွန်းသာအင်းအားကန်ပက်လေတွေမှာစီးပွားပြည့်အဆောက်အုံတွေတစားတစားတိုးချဲ့နေရာယူလာတယ်လို့ဒေါက်တာညိုညိုသိန်းကမေးခွန်းမေးမြန်းရာမှာပြောကြားခဲ့ပါတယ်ဒီလိုမေးမြန်းမှုအပေါ်ရန်ကုန်မြို့တော်ဝန်ဦးလာမြင့်က ရန်ကုန်မြို့တော်စီမင်းသားယာရေးကော်မတီပန်းဦးရင်နဲ့အားကစားခွင့်များဌာနအောက်မှာရှိတဲ့ပန်းတန်63ခုကိုအများပြည်သူအပန်းဖြေစေနိုင်မှုပြုပြင်မွမ်းမံတာအစ်စ်မြင့်တင်တာတွေဆောင်ရွက်ရမှာပန်းကျဲ area အတွင်းမှာရှိတဲ့အရင်ဌာနဝင်ွေရလုပ်ငန်းတွေအဖြစ်ဖွင့်လှစ်ခဲ့တဲ့ဆိုင်ငန်းတွေကိုပြောင်းရွှေ့တာနေရာအစားထိုးပေးရာတွေကိုဆောင်ရွက်နေတယ်လို့ဖြေကြားခဲ့ပါတယ်။2014 2015ဘဏ္ဍာနှစ်ကတောင်ကလာပါမြို့နယ်မှာရှိတဲ့မြတိတာနဲ့ရေတနာပန်းတန်၊တင်ငန်းကျွန်းသူဝနအလုံးမြို့နယ်မှာရှိတဲ့သခင်မြပန်းတန် မင်္ဂလာတောင်ညွတ်မြို့နယ်တန်သူမာပန်းချံအင်းစိန်နေသားမြန်ပန်းချံနဲ့နှွေသားကြီးပန်းချံတွေကစုစုပေါင်းဆိုင်ကန်30ခန်းကို2015-2016ဘဏ္ဍာနှစ်မှာစုစုပေါင်းဆိုင်ကန်၄ခန်းတို့ကိုပြောင်းရွှေ့စေခဲ့က2016-2018ခုနှစ်မှာလည်းတင်ငဲကျုံမြို့နယ်မှာရှိတဲ့ပြည်တော်စုပန်းချံကဆိုင်ကဲတခန်းကိုဖျက်သိမ်းဖို့ဆောင်ရွက်နေကြောင်းသာဖြေကြားခဲ့ပါရယ်။ဒီလိုဖြေကြားချက်အပေါ်ဒေါက်တာညညသိန်းက ကန်တော်ကြီးပြည်သူ့ဥယျာဉ်မြကျွန်းသာအင်းရကန်တို့မှလည်းရှော့ချဖို့အစီအစဉ်ရှိမရှိဆက်ဆက်မေကွန်ထပ်မံမြင်းမြန်းခဲ့ရာလက်တလောအနေနဲ့ရှော့ချဖို့အစီအစဉ်မရှိသေးကြောင်းရန်ကုန်မြို့တော်ဝန်ကပြန်လည်ဖြေကြားခဲ့ပါသည်။